皆さんこんにちは。あらめみんなば。ディビデオリーマーがစမတ်တူမေ N2 ခန်းကြီးနွေးရ6ရက်မြောက်နေ့ရဲ့ဒုတိယအပိုင်းလေးဖြစ်ပါတယ်။ဒါဆိုရင်ဒီဒုတိယအပိုင်းလေးရဲ့ပထမအဆုံးသကကလုံးလေးရကြတော့သူစီမခွေယော်မီကဖူရူအီဆိုတဲ့ခွေယော်မီကပေါ့နော်ခွေယော်မီရှိပါတယ်။ဒါပေမဲ့ဒီဖူရူအီနဲ့ကကြတော့ဒီအပြင်မှာတိတ်ပြီးတော့မတုံးဘူးပေါ့နော်။ဒါပေမဲ့သူ့မှာအတိတ်ပေမှာကဖူရူရဲ့ဟောင်းနွမ်းတော့မူခရှိဟိုးရှိရှိတုန်းကအရင်တုန်းကဆိုတဲ့ အသိပေးရှိတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ဒါဆိုရင်သူ့ရဲ့အိုးယုံမြင့်ကကြတော့ Q ရှိရပါတော့ Q အဲဆိုရင်တော့ဒီမှာအဆောက်အဦခန်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ Q ခန်း Q ခန်းဆိုရင် ဟောင်းနှွမ်းနဲ့အဆောက်အဦတွေဖြစ်တဲ့တကြောင်မလို့အဆောက်အဦအဟောင်းတွေပေါ့နော်ဟောင်းနှွမ်းနဲ့အဆောက်အဦတွေဆိုပြီးအသိပေးရှိတဲ့စကားလုံးလေးဖြစ်သွားပါတယ်။ဒါဆိုရင်ဒါလေးကကြတော့ပြန်လည်လုပ်ဒီဖူရီကာရဲ့ဆိုပေါ့နော်ပြန်လည်လုပ်ဒီဆိုတော့ တိပေးလေးရှိတဲ့သကလုံးသေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ hook q ပေါ့နော် hook q ပြန်ပြီးတော့မှအဟောင်းကိုပြန်ပြီးတော့လှုပ်တယ်ပေါ့နော်ဒါ fruit အဟောင်းကိုပြန်ပြီးတော့လှုပ်တယ်ဆိုတော့အတိတဖန်ပြန်လေတီထောင်တယ်အတိတဖန်ပြန်လှုပ်တယ်ဆိုတဲ့အတိပေးမျိုးဖြစ်သွားပါတယ်ဒါဆိုရင်ဒီမှာ q ကအဟောင်းဒါဆိုရင်ဒီမှာဆေးဆေးပေါ့နော်ဒီဆေးဆေးဆိုတော့ဒီနမေတွေဒီဆေးကကျတော့ဒီကြော်ဆေးပေါ့နော်ဒီအမျိုးသမီး အဟောင်းဆိုတော့သူကဘယ်လိုမျိုးအသိပဲဖြစ်သွားလဲဆိုတော့ QC ပေါ့နော် QC ဆိုရင်လက်မထက်မီမျိုးရိုးနာမည်ပေါ့နော်ဂျပန်မှာဆိုရင်ဒီယောက်ျားတယောက်နဲ့လက်ထပ်လိုက်တဲ့ဆိုရင်အဲယောက်ျားရဲ့မျိုးရိုးနာမည်ကိုဒီအမျိုးသမီးကလိုက်ပြီးတော့မှဒီမျိုးရိုးနာမည်မျိုးကြီးကိုယောက်ျားရဲ့မျိုးကြီးကိုယူရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီ QC ဆိုတာကသူ့လက်မထက်မီတော့ကသူ့ရဲ့မိသားစုကလေးကနေရရှိလာတဲ့သူ့ရဲ့ဒီမျိုးရိုးနာမည်ကိုဒီ QC လို့ခေါ်ပါတယ်ဒါဆိုရင် ဒီခန်းကြီးလေးကကြတော့ဂိုးခုပေါ့နော်ဂိုးခုခွင်းယုံကြီးကကြတော့ဂိုးခုအလွန်အလွန်ဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်အစွန်ဘက်ကိုရောက်တဲ့အလွန်အလွန်ကိုကော်လက်ဖြစ်တဲ့ဆိုတဲ့အချိန်မှာတုံးတဲ့စကလုံးဂိုးခုအလွန်အလွန်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ဥယျာဉ်ကြီးကကြတော့ချက်ခုရှိပါတယ်ချက်ခုပေါ့နော်ချက်ခုဂိုးခုအဲ့ဆိုရင်ဒါလေးကကြတော့ဒီခိတဆိုတဲ့မြောက်ဘက်ပေါ့နော်မြောက်နဲ့မြောက်ဘက်နဲ့ပေါင်းလိုက်တဲ့အချိန်မှာကြတော့ ဟော့ခော့ခုပေါ့နော်ဟော့ခော့ခုဆိုရင်မြောက်ဝင်ရိုးစွန်းပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့တောင်ပေါ့နော်တောင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာကြတော့နန်ခော့ခုနန်ခော့ခုဆိုရင်ကကြတော့တောင်ဝင်ရိုးစွန်းပေါ့နော်ဒါဆိုရင်ဒီမှာရှော့ခော့ခုတေကိနာရှော့ခော့ခုတေကိနာဆိုရင်စိတ်မပါလက်မပါလို့တော့ရှော့ခော့ခုတေကိနာစိတ်မပါလက်မပါလို့တော့ဒါလေးဒီတမတ်တန်နေမှာတွေ့ရပါတယ်ပါလာတတ်ပါတယ်ရှော့ခော့ခုတေကိနာသူရဲ့သူကကြတော့စိတ်မပါလက်မပါလို့ချင်းအဲ့ဆိုရင်ဒီ တတလလလလောက်တာကြတော့စိုက်ခကုတေခိနာပေါ့နော်စိုက်ခကုတေခိနာရှောခကုတေခိနာအဲ့နှလုံးကိုတခါနဲ့မှတ်သားချင်ပါတယ်ဒါဆိုရင်ဒီမှာပေါ့နော်ဒီစကလုံးလေးရကြတော့ဒီနာဂအီပေါ့နော်နာဂအီဆိုတဲ့ဥယျာဉ်ကြီးသူ့မှာရှိတယ်နာဂအီဒါပေမဲ့အပြင်မှာကြတော့တကယ်တကယ်နာဂအီကိုကြတော့ဒီစကလုံးနဲ့တော့တိတ်ပြီးမတုံးဘူးပေါ့တုံးနေနေရလဲရှိတယ်တုံးတာကြတော့ဒီစာအုပ်တွေအဲ့လိုမျိုးဒီစာအုပ်စာပေတွေမှာရေးတဲ့အချိန်မှာပဲပို့ပြီးတော့မှတုံးတယ်ပေါ့နော်ဒီစကလုံးလေးကကျတော့နာဂအီဒီ ရှင်ရှင်လျားတော့ဗောနော်အချိန်ငါကရှင်လျားတော့ဆိုတာထက်တိအချိန်ကြာတော့ဆိုတဲ့ဘက်ကိုပို့ပြီးတော့มาတွားတယ်အတိတ်ပေရှိတဲ့အခန်းကြီးလေးပေါ့နော်ငါကအချိန်အကြာကြီးဆိုတဲ့အတိတ်ပေမျိုးအဲ့ဆိုရင်ဒီမှာဆိုရင် an ဘောနော် an ဆိုရင်ထောင်ရ an ထောင်ရဒါဆိုရင်ဒီမှာကျတော့ anq ဘောနော် anq ကလည်းအစဉ်အမြဲထောင်ရဒါဆိုရင်ဒီ an နဲ့ anq နဲ့ဘာကွာလဲဆိုတော့ဒီ an ကိုအင်းရှင်းလိုက်မယ်နော် an ဆိုတာကကျတော့စီရှင်းတေခိနာခုတို့ဘောနော်ဒီနှလုံးသားနဲ့ပတ်သက်တဲ့အရာဒီနှလုံးသားစိတ်ထဲကနေလာတဲ့ အရာတွေမှာပြောတဲ့အချိန်မှာဒီ AN ကိုတုံးတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ AN တော့ AI ဆိုရင်ထောင်ရမပြောင်းလေးတော့အချစ်ပေါ့နော်ထောင်ရမပြောင်းလေးတော့အချစ်အဆိုရင် AN တော့ Inochi ဆိုရင်ကြတော့ဒီထောင်ရမပြောင်းလေးတော့ဘဝပေါ့နော်အဆိုရင်ဒီ Owaranai Inochi ဆိုလို့ဆိုတဲ့အတိတ်ပင်မျိုးဖြစ်သွားတယ်ပေါ့နော် Inochi နဲ့ပြောမယ်ဆိုရင်ကကြတော့အဆိုရင် AN တော့ Inochi ဆိုရင်ကြတော့ Owaranai Inochi ဘယ်တော့မှမပြီးဆုံးတော့တဲ့ဘဝပေါ့နော်အဆိုရင်ဒီ AN တော့ AI ဆိုရင်ကကြတော့ ဒီဇုတုခဝရနိုင်အာဤပေါ့နော်အမြဲတမ်းပြောင်းလဲမသွားမဲ့အချက်အဲ့လိုမျိုးကို သုံးတယ်ဒါဆိုရင်တော့ဒီအင်းအင်းကျူကကြတော့ဘယ်မှာသုံးတာလဲဆိုတော့ဒီဂျီဆုတေခိနာပေါ့နော်ဂျီဆုတေခိနာဆိုတော့လက်တွေ့ပေါ့နော်လက်တွေ့အမှန်တကယ်ဖြစ်တဲ့အချိန်မှာအပြည့်မှာပေါ့နော်လက်တွေ့ဖြစ်တဲ့အချိန်မှာဒီဟာလေးကိုသုံးတယ်အင်းကျူဘယ်လိုမျိုးလဲဆိုတော့ဒီအင်းကျူအင်းကျူဟိုဇွန်ပေါ့နော်အင်းကျူဟိုဇွန်ဆိုရင်ဒီအစီအမေးပေါ့နော်အစီအမေးထောက်ရတာ ထိမ့်သိမ့်ထားတယ်ပေါ့နော်ဟိုဇွန်ဟိုဇွန်အာမခံတဲ့အဲ့လိုမျိုးကိုတုံးတယ်အဲ့ဆိုရင်ဒီအင်ကျဟိုဇွန်ဆိုရင်ဇွတ်တိုဟိုဇွန်ဆုရုခုတ်တိုပေါ့နော်အာမခံတဲ့ထိမ့်သိမ့်ထားတဲ့အရာအဲ့ဆိုရင်ဒီမှာဒီအင်အင်ကကြတော့ခခိုးတို့ကနေလာတဲ့ဒီဆေးရှင်းတေခိနာခုတ်တိုတွေကိုတွဲတုံးတယ်ခန်းကြောပေါ့နော်အဓိကကြတော့ပြီးကြတော့နောက်တစ်ခုကကြတော့အင်အမ် AM ဝါဆိုရဲနိုင်ဘရောမမမေ့ဘူးဆိုရင်ဒါနှလုံးသားထဲကနေလာတာလေဘရောမနှလုံးသားထဲကနေမမေ့ဘူးဆိုတော့ခန်းကြော့ခန်းစားချက်ပေါ့နော်ခန်းစားချက်ကနေလာလေဆိုရင်ဒီ AM နဲ့သုံးပြီးကြတော့ဒီတကယ်တကယ်အပြင်မှာပေါ့နော်ဒီဒီစုတက်ခီပေါ့နော်အပြင်လက်တွေ့မှာသုံးတဲ့နေရာမှာကြတော့ဒီ AQ ကိုသုံးနေဆိုတာကိုသူတို့နှစ်ခုကအဲ့လိုလေးကွာခြားတယ်ဆိုတာကိုမထိုင်ရပြီပေါ့နော်ဒါလေးကကြတော့အရင်ကြည့်တော့မဆင်မလို့ဒါမဲ့ဒီမှာကြုံနေလို့ပေါ့နော်ဘူတတအနေနဲ့ပြပြလိုက်ရတာချင်းဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ ။နောက်တစ်လုံးလေးကကြတော့သူ့မှာခွေယုံမီမရှိဘူး။ဥယုံမီဒီရှိခိဆိုတဲ့ဥယုံမီပဲရှိတယ်ပေါ့နော်။ဒါဆိုရင်ဒါလေးဆိုရင်ချီရှိခိဆိုရင်တီရှိခိဆိုရင်ဘဟုတုတ္တကျမတို့သိပြီတာအတိညာဘဟုတုတ္တ။အဲဆိုရင်အီရှိခိဆိုတော့အတိညာပေါ့နော်။အီရှိခိအတိညာ။အဲဆိုရင်သူ့ဒီခန်းကြီးလေးနဲ့တူတယ်ဒီရှော့ကုအင်းမှာတုံးတယ်ရှော့ကုပေါ့နော်။ရှော့ကုအင်းတို့ဒီဝင်ထန်းဆိုတဲ့နေရာမှာတုံးတဲ့ခန်းကြီးလေးသူတို့နှလုံးကိုတစ်ခါနဲ့တွဲမဆီကျမတို့ဒါဆိုရင်ဒီမှာမိမိလေးပေါ့နော်နားလေးနဲ့ဆိုရင်ကကြတော့ဝင်ထမ်းပေါ့နော်ဝင်ထမ်းနေဖြစ်ပြီးတော့မှဒီဒီစကားပေါ့နော် ကြီးရှိခိဘဟုတ္တအတိဉာဏ်ပညာဆိုတာကဒီစကားများများပြောရမယ်ပေါ့နော်အဲ့ဒါကြောင့်စကားများများပြောခြင်းကနေရတဲ့အတိဉာဏ်ပညာလို့မှတ်မယ်ပေါ့နော်အဆိုရင်ဒီမှာပါဇက်ဟောပါဇက်ပါဇက်ပေါ်တော့စကားပြောတယ်ပါဇက်နဲ့စကားပြောတယ်ခန်းကြီးလေးပါတာကကြတော့ဒီချီရှိခိတဲ့အတိညာဘဟုတ္တဆိုတဲ့ခန်းကြီးလေးအီရှိခိလို့ ဒီ Ishikiro ရဲ့ Shiki ဖြစ်ပြီးတော့မှဒီမိမိလေးပေါ့နော်အရှင်မဒီနားလေးဆိုရင်ကကျတော့ Shokuin ပေါ့နော် Shokuin ဆန်တွေကကျတော့နားနဲ့အရန်နှာထောင်ရလေးနော်အဲ့လိုမျိုးမှတ်မယ်ပေါ့နော်အဲဆိုရင်စကားနဲ့အရန်ပြောရတာဆိုရင်ဒါဘူးတူတရရတဲ့ဒီနားနဲ့အရန်နှာထောင်ရတဲ့သူတွေကကျတော့ Shokuin တွေဆိုပြီးတော့မှမလုပ်ရဘူးပေါ့နော်ဒီနှလုံးလေးကိုတစ်ခါနဲ့တွဲ message ချင်ပါတယ်သူနေတဲ့ခန်းကြီးလေးမို့လို့ပေါ့နော်အစေးတော့တစ်လုံးလေးကကျတော့ဆေးမိုက်ဆိုတဲ့ကျင်းမြောင်းတော့ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆေးမိုက်ဆေးမိုက်ဒါဆိုဒီလောက်လေးဆေးမိုက်ကကျတော့ဒီလောက်လေးမှအရန်ပေါ့နော်ဒါဆိုရင်တော့တစ်လုံးလေးကကျတော့ မူရဲပေါ့နော်မူရဲဆိုတဲ့အုပ်လိုက်အစုလိုက်တိရိစ္ဆာန်တွေမှာအများကြီးအများဆုံးတုံနေပေါ့နော်ဒီတိရိစ္ဆာန်တွေအုပ်လိုက်အစုလိုက်ရှိနေတာကိုမူရဲဆိုပြီးပြောတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ဥယျာမီကကျတော့ဂွန်းရှိပါတယ်ဒီဟာလေးလည်းအရင်တော့အပြင်မှာတော့အရင်ကြီးဒီစာမေးပွဲမှာတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့ဒီအတန်ထွက်နေမူရဲပေါ့နော်မူရဲပြီးတော့သူ့ရဲ့အတိတ်ဘေကအုပ်လိုက် အုပ်လိုက်အစုံလိုက်ရှိတယ်ပေါ့နော်အုပ်အုပ်လိုက်အစုလိုက်သရိုက်ဆန်တွေမှာသုံးနေဆိုတာကိုမှမှတ်ထိုင်ရပါပြီဒါဆိုရင်နောက်တလုံးလေးရကြတော့သူ့မှာခွေယော်မီမရှိဘူးဥယော်မီဆိုးဆိုတဲ့ဥယော်မီပဲရှိတယ်အဲ့ဆိုရင်ဒါလေးရကြတော့ဆိုးဆန်းပေါ့နော်ဘိုးဘွားစင်ဆက်ဆိုတဲ့ဘိုးဘွားဆိုတဲ့ဘိုးဘေးပီပင်ပေါ့နော်အဲ့ဒါအဲ့လိုမျိုးအတိတ်ပဲရှိတယ်အခန်းကြီးလေးပါအဲ့ဆိုရင်ဒီမှာကြတော့လေဆိုးဆန်းပေါ့နော်ဆိုးဆန်းဆိုရင်ဘိုးဘွားစင်ဆက်အဲ့ဆိုရင်ဒီမှာဆိုဖူဘိုးပေါ့နော်ဆိုဖူဘိုးဆိုရင်အဖိုးနဲ့အဖွားဆိုပြီးအတိတ်ပဲရှိတယ်အခန်းကြီးလေးပါဆိုဖူဘိုးပေါ့နော် ဒါဆိုရင်နောက်တစ်လုံးလေးရကြတော့ဒီကစူမီဆိုရဲတောင်းဆိုတဲ့ခန်းကြီးလေးပေါ့နော်စူမီစူမီဆိုတဲ့တောင်းတောင်းခန်းကြီးလေးပါသူနဲ့နည်းနည်းဆင်တဲ့ခန်းကြီးလေးကဒီအောက်မှာပေါ့နော်ဒါကြတော့ဒီဂူးဆိုတဲ့ဂူးဆူးဆိုရင်ဒီစုံကနန်းပေါ့နော်နင်းလေးနင်းလေး6 8 10အဲ့ဒီစုံကနန်းကိုဂူးဂူးဆူးပေါ့နော် စုံကနန်းဆိုရင်ဂူးဆူးလို့ခေါ်ပါလေဒါဆိုရင်ဒီမှာပီတာပီတာအဆောက်ဦးဆိုတော့အဆောက်ဦးဆိုတော့တောင်းနေရှိမှလीတောင်းနေရှိမှဆိုတော့ပီတာဒီပီတာကိုခန်းကြီးမှဆိုရင်အဆောက်အဆောက်ဦးတွေဆိုပြီးတော့မှ တကယ်တအနေနဲ့ကျမတို့ယူထားရတယ်เนาะအဲကြောင့်မလို့ပီတာအဆောက်အဦတွေမှာဆိုရင်ဒေါင်းတွေရှိတယ်ဆိုပြီးတော့မှစုမိနဲ့မတ်ပြီးတော့မှပီတာပိုင်စုမိပေါ့เนาะဒါဆိုရင်ဒီအရှင်းမှာနင်းပန်းလေးဆိုရင်ကြတော့စုံကနန်းပေါ့လူတွေဆိုတာစုံကနန်းစုံကနန်းပဲနေချင်ကြရဟုတ်တယ်မလားနေရောက်နေရောက်ပဲအတူတူနေချင်ကြရများရတယ်เนาะအဲဒါကြောင့်မလို့ဒီလိုတပူပူတတွဲတွဲနေချင်တဲ့သူတွေကလူတွေပါဆိုပြီးတော့မှစုံကနန်းနဲ့နေချင်တဲ့လူတွေကလူတွေပါဆိုပြီးတော့မှမလုပ်ရဘူးเนาะဒီမှာနင်းပန်းလေးဆိုရင်ကကြတော့ဒါ ဂူဂူဆိုတဲ့စုံကနန်းပေါ့နော်ဒါဆိုရင်ဒါဒါကကျတော့ဂူဆူဆိုတဲ့စုံကနန်းသူ့ရဲ့ဆန့်ကျင်ဘက်စကလုံးလေးဒါလေးကစာအုပ်မှာတော့မပါဘူးဒါပေမဲ့ဆန့်ကျင်ဘက်စကလုံးလေးတစ်ခါနဲ့မက်ရင်နဲ့ပေါ့နော်ဂူဆူကိုမက်ရင်နဲ့ဒီခိဆူဆိုတာကိုပါမက်ဆေ့ချ်နဲ့ပေါ့နော်ခိဆူဆိုတာကကျတော့ဒီမကနန်းပေါ့နော်၁35ခွန်ပေါ့နော်အဲ့ဒါကိုပြောတယ်135ခွန်ပေါ့နော်ဒါကကျတော့ဒီမကနန်းပေါ့နော်ဒါဆိုရင်ဂူဆူကကျတော့စုံကနန်းဖြစ်ပြီးတော့မှဒီခိဆူကကျတော့မကနန်းဆိုတာကိုဒါလေး မက်ဆေ့ချ်နေပေါ့နော်စာအုပ်ထဲမှာတော့မပါဘူးဘ ഹു တုတအနေနဲ့မက်ဆေ့ချ်နေပြီးကြတော့ဇောင်းပွဲမှာပါခဲ့တယ်ဆိုရင်လည်းတခါနဲ့ခီဆိုဂူဆိုဆိုတာကိုယူနေအောင်လို့ပေါ့နော်ခီဆိုနဲ့ဂူဆိုနော်ဂူဆိုကကြတော့စုံကနန်ခီဆိုကကြတော့မကနန်ပေါ့နော်ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ဒီမှာဟိုတိုလောက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဟိုတိုသူ့ရဲ့ခိုယော်မီကဟိုတိုဖြစ်ပြီး ဖြစ်ပြီးတော့ဥယုံမြင့်ကကြတော့ထေးပေါ့နော်ထေးအဆိုရင်ထေးတူထေးတူဆိုတာကဒီအတိုင်းတာတစ်ခုကိုပြောတာထေးတူအတိုင်းတာပြီးကြတော့ခတ်တေးပေါ့နော်ခတ်တေးဆိုရင် လုံနီးလုံဟန်ဖြစ်စဉ်ကိုပြောတာသူ့ရဲ့ဒီခတ်တေးနဲ့ဒီနောက်ဆုံးကဒီခတ်တေးကအတန်ထွက်တူတယ်ပေါ့နော်ဒါပေမဲ့လည်းခန်းကြီးกว่าတယ်ပေါ့နော်ဒီခတ်တေးအနောက်ဆုံးကဒီခတ်တေးကကြတော့တင်ယိုးဆိုတဲ့ ကလုံးလေးဖြစ်တဲ့တင်ယိုးပေါ့နော်တင်ယိုးညွန်းတန်းဆိုရင်ခါသေးအဆိုရင်ဒီအလေးကနေတေးရကြတော့နေစဉ်အစီအစဉ်အဆိုရင်ဟိုတို့ဟိုတို့လောက်သေးပေါ့နော်ဥယုံမီသေးရှိမယ်သေးတူဆိုရင်အတိုင်းအတာတစ်ခုပြီးကြတော့ဒီခါတေးရကြတော့လုံနီလုံဟန်လုံနီလုံဟန်ဖြစ်စင်ပေါ့နော်ဒီခါတေးကလည်းမိကိုဟောင်းမှာပါတယ်နော်ဒါလေးလေပြီးကြတော့ဒီနေတေးရကြတော့နေစဉ်အစီအစဉ်ပြီးတော့ဒီခါတေးနောက်ဆုံးကခါတေးရကြတော့တင်ယိုးညွန်းတန်းဆိုတဲ့အတိတ်ပေါ့နော်ဒါဆိုရင်ဒီနေ့ရဲ့နောက်ဆုံးစကလုံးလေးရကြတော့ဒီမှာဒီစကလုံးလေးမှာလည်းခွင့်ရုံမီမရှိဘူးဥယုံမီဒီဆေးဆိုတဲ့ ဥယျာဉ်ကြီးပဲရှိတယ်ပေါ့နော်။သူကကြတော့ဘယ်လိုမျိုးအတိတ်ပဲလဲဆိုတော့ခိမဲရုဆိုတဲ့တမတ်တီဆိုတဲ့အတိတ်ပဲရှိတယ်။ခန်းကြီးလေးဖြစ်တယ်။တမတ်သားတီဆိုတဲ့အတိတ်ပဲရှိတယ်။ဒါပေမဲ့သူမှခွင့်ရုံပြီးတော့မရှိဘူး။ဥယျာဉ်ကြီးကဆေး ။ဆိုရင်ဒီမှာကျတော့ဆေးတူဆေးတူဆိုရင်စနစ်ဒီဆေးတူလေးပဲဒီမေကိုဟောင်းမှာတွေးခဲ့တယ်ဆေးတူပေါ့နော်။ဒါဆိုရင်ဒီမှာကျတော့ဆေးစက်ခုဆေးစက်ခုပေါ့နော်ဆေးစက်ခုဆိုရင်ကကျတော့ထုတ်လုပ်ခြင်းဘာကြီးထုတ်လုပ်မှလဲဆိုတော့ဒီရုပ်ရှင်တွေပြဿတ်တွေထုတ်လုပ်တာကိုဆေးစက်ခုလို့ခေါ်တယ်။ဒါဆိုရင်ဒီမှာဆေးကန်ဆေးကန်ဆိုရင်ကန့်တတ်မှုဆိုရင်ဒီမှာဒီဘက်မှာဆိုရင်ဒီရောရကုဆေးကန်ဆိုပြီးတော်တော်လေးတွေးရတယ်ပေါ့နော်။ရောရကုဆေးကန်ဆိုရင် booking လုပ်ပြီးတော့မှဒီလုတ်လို့ရမယ်ပေါ့เนาะတကယ်လို့ဒီသွားဆေးခန်းတို့မှာအများဆုံးတွေ့ရတယ်ပေါ့ဒီဆေးရုံဆေးခန်းတို့ဒီလို ဒီအလအလပရေးရာဈေးခန်းမှာတွေတော်တော်လေးတွေ့ရတယ်ရိုရာခုဆေးကင်းဆိုရင်ဒါရိုရာခုလောက်ပြီးမှဒါဒီပြင်လောက်ရမယ်ပေါ့နော်ဒီဆေးကုလောက်ရမယ်အဲ့လိုပြောတာဆေးကင်းပေါ့နော်ဆေးကင်းကန်တက်ကန်တက်ထားတယ်ရိုရာခုလောက်ပြီးမှဒါပြလို့လို့ရမယ်ဆိုပြီးကန်တက်ထားတယ်အဲ့လိုမျိုးနေရာမှာဆေးကင်းဆိုပြီးတော့မှတုံးတယ်ပေါ့နော်အများဆုံးကကျတော့ဒီအလပရေးရာဆေးခန်းတွေမှာပြကြတော့ဒီ ွားဆေးခန်းတွေမှာအများဆုံးတွေ့ရတယ်ပေါ့နော်ရိုယာခုဆေးကန်းဆိုရင်ရိုယာခုလုတ်ပြီးမှသာလုတ်လို့ရမယ်အရာပေါ့နော်ရိုယာခုလုတ်ပြီးမှသာကိုရိုယာခုအရင်လုတ်ရမယ်ကြိုပြီးတော့မှ booking တင်ရမယ်ဆိုပြီးတော့မှတတ်မှတ်ထားရဲဆိုတာကိုသိစေချင်ပါတယ်ဒါဆိုရင်ကြတော့ဒီတိုင်းဆေးပေါ့နော်တိုင်းဆေးဆိုရင်ကကြတော့အုတ်ချုံမှုစနစ်ပေါ့နော်အုတ်ချုံမှုစနစ်တိုင်းဆေးအုတ်ချုံမှုစနစ်အဆိုရင်ကြတော့ဒီမှာကြတော့ဆေးဖုခုဆိုရင်ဒီကျမတို့တီပီတာယူနီဖောင်းပေါ့နော်ဆေးဘခုတတ်မှတ်ထားတဲ့အဝတ်အစားဆိုတော့ယူနီဖောင်းပေါ့ဒါဆိုရင်ဒီဒီနေ့အတွက် အလုံး24ရမယ်လို့ထင်ပါတယ်။